Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Green ပြည့်လို့ထမင်းစားမမြင်ဖြစ်နေသူတွေအတွက်တခွက်ထက်နဲ့ထမင်းမြင်စေမယ်ငါးမုံလာချင်းဟင်းလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်ကဲစားပြီးချက်ဖို့အတွက်ကိုတော့ဒီမှာဈေးကဝယ်လာတယ်ငချင်း30တားဟုတ်ပေါ့နော်ကျစစ်ကအရသာစပြီးတော့ကြာတော့နှက်မယ်အခုလိုမျိုးစနွန်းမုံထည့်ပေးမယ်ပြီးသွားရင်တော့ခနောရဲ့ဘတ်စုံသုံးဟင်းခတ်အရသာမုံလက်ဖက်ရည်စွန်းတစ်စွန်းကိုထည့်ပေးပါမယ်ဒီခနောရဲ့ဘတ်စုံသုံးအရသာဟင်းခတ်မုံကကြာတော့အသားငါး30တားဟုတ်အခုလိုမျိုးလက်ဖက်ရည်စွန်းတစ်စွန်းနဲ့အရသာရှိရှိနှက်လို့ရရတယ်ပေါ့နော် ကဲပြီးရင်တော့ကျက်သွန်အဖြူနီကိုကျော်စစ်တိုးစီတက်ပေးပါမယ်။အနံလေးမွေးလာပြီဆိုလို့ရှင်တော့ငပိထက်ပေးမယ်။ငပိကိုကြေးပြီးတော့ကြတော့ကျော်စစ်တိုးငပိနဲ့မွေးလာတီတီလုံးမယ်။ပြီးတော့ခန်းကျင်တီကြိုက်ထားလေးထက်ပေးပါမယ်။ခန်းကျင်တီဣလာပြီးစီပေါလာတီအထိကိုကျော်စစ်တိုးအခုလိုမျိုးပေါ့နော်။အယောင်တင်မုံအနုမုံလေးထက်ပြီးတော့ကြတော့လုံးပေးပါမယ်။ ကဲပြီးရင်တော့ရှေ့မှာရာသာနှက်ထားတဲ့ငါးကိုထည့်ပေးမယ်ပေါ့နော်ငါးနဲ့ဒီခန်းကျစ်ဒီအနစ်နဲ့အလုံးနှံ့သွားအောင်လုံးပေးလိုက်မယ်ပြီးရင်တော့ကျော်စစ်တိုးဒီမှာမုံလာဦးလေးထည့်ပေးလိုက်မယ်ပေါ့နော်မုံလာဦးနဲ့ငါးနဲ့ကိုဒီခါလေးနှံ့သွားအောင်လုံးပေးလိုက်ပါမယ်ကဲခုလိုမျိုးအားလုံးနဲ့တော့အောင်လုံးပေးပြီးရင်တော့ကြက်သွားအောင်ပေါ့နော်ကျွန်တော်တို့ရင်သွေးလေးထည့်ပေးလိုက်ပါမယ် ရင်းနှီးထည့်ပြီးတော့ကျော်စစ်တို့ကွက်လာတဲ့အထိကိုတဲပေးလိုက်မယ်ပေါ့နော်။နာနာပွက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်ကအခုလိုမျိုးအသင့်ဖြော်ထားတဲ့မကြီးချင်းလေးကိုထည့်ပေးလိုက်ပါမယ်။ ကဲနောက်ဆုံးနာနာပွက်လာပြီဆိုလို့ရှိရင်တော့ Joseph တို့နာနာမင်းလေးပါအုပ်ပေးလိုက်မယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ Joseph တို့ဒီမှာအရသာရှိရဲငါမုံလာချင်းနေရပါပြီကျွန်တော်ရဲ့ဘတ်ဆုံသုံးဟင်းခတ်မုံရှိလို့ရှိရင်လေ Joseph တို့အရသာမြမြတတာနဲ့ကိုလေတခြားစားတွေပြီးသွားလို့ရှိရင်အချိုမုံတွေဘာမှထပ်လိုက်စရာမလိုပဲနဲ့အခုလိုမျိုးအသား9 10သားဆိုလို့ရှိရင်လို့ရှိရင် Joseph တို့ဒီဒဇွန်းမဲ့သုံးပြီးတော့ကြတော့ပေါ့နော်ချက်လို့ရရတယ်ပေါ့နော်ကဲအဲ့တော့စပြီးတော့ကြတော့စားတော့မယ်ဒါကတော့ဒါမုံလာဦး မူလာဥချင်းဟင်းလေးပေါ့နော်အဲ့တော့ငရုတ်သီးစားအောင်လေးငရုတ်သီးစားအောင်လေးထည့်မယ်ပေါ့နော်စားကြပါအောင်ခင်ဗျอืมกรีนเปียเนี่ยดาမျိုးเล็กๆๆจิปอนเนาะลงว่าอย่าด่าก่อนนะอืม ငါလည်းကျွန်းနေရောပဲဒီခနောဘတ်ဆုံးတော့ဟင်းခံမုံကကြတော့လေကျွန်တော်တို့ဒီအကြော်လေးပြီးသွားလို့ရှင်လို့ရှင်ဒီလိုမျိုးဟင်းကြိုလေးအရေတောက်တွေပေါ့နော်ပြီးသွားရင်အတုတ်တွေပေါ့နော်အဲပြီးသွားလို့ရှင်အသားငါနှက်တဲ့နေရာမျိုးတွေဒါမျိုးတွေမှာအစုံသုံးလို့ရရပေါ့နော်ပြီးရင်တက်တက်လို့တမားရည်အတွက်ဆိုလို့ရှင်လည်းသုံးလို့ရရဆိုတော့အရင်အဆင်ပြေတယ်ဝင်ပြက်နေအောင်ထမင်းတော်တော်စားလို့ငြိမ်းသွားရင်ငါမုံလာချင်းနဲ့ချက်စားကြည့်ပါတော့ ကဲစားလို့လည်းအရင်ကောင်းနေပေါ့နော်ကျွန်စစ်ကဒီနေ့ဘလော်လေးကိုကြည့်နေတဲ့သူတွေတအူးတယောက်ချင်းစီအတွက်ကိုလည်းစုလက်ဆောင်လေးရရှိနိုင်မယ့်အစီအစဉ်လေးလည်းရှိပါတယ်ဒီစီဇန်လေးကတော့ကျွန်စစ်အခုချက်ပြတဲ့ဟင်းလျာကိုပဲပေါ့နော်ကျွန်စစ်တို့ဒီခနောဘတ်စုံသုံးဟင်းခတ်မုံပေါ့နော်လက်ဖက်ရည်စွန်းတစွန်းကိုတုံးပြီးတော့ကြတော့ချက်ပြရမှာပဲဖြစ်ပါတယ်ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ဒီဟင်းလျာကိုပေါ့နော်ခနောဘတ်စုံသုံးဟင်းခတ်မုံနဲ့အတူပေါ့နော်ဓာတ်ပုံရိုက်ပြီးတော့ပဲဖြစ်စေဒါမှမဟုတ်လို့ရှင်ဗီဒီယိုနဲ့ပဲဖြစ်စေပေါ့နော်ပါဝင်ပြီးရှင်ပြန်မှာဖြစ်ပါတယ်အကယ်၍တစ်တော်မှာဆိုလို့ရှင်လည်းကျွန်စစ်တို့ဂျူရက်ဗီဒီယိုလေးလုတ်ပြီးတော့ကြတော့ကျွန်စစ်တို့တင်လို့ရတယ်ပေါ့နော်စုလက်ဆောင်လေးရေးချက်လို့ရအောင်ပေါ့နော်ကိုပ public နဲ့တင်ထားတဲ့ post လေးကိုခနောမြန်မာ Facebook page ကပေါ့နော်ဒီ campaign announcement post ကအောက်မှာကိုသွားပြီးတော့ကြတော့ link လေးကို copy လုပ်ပြီးတော့ကြတော့ map ပေးရမှာပဲဖြစ်ပါတယ်။အမိန်ကာလကတော့ကျော်စစ်တို့ဒီ February 24ရက်ကနေပြီးတော့ကြတော့ match လ20ရက်နေ့အထိပေါ့နော်။နေ့လယ်12နာရီအထိပဲဖြစ်ပါတယ်။စုလက်ဆောင်တွေကိုဆိုလို့ရှင်လဲကျော်စစ်တို့ဒီခနောမြန်မာ Facebook page ကကမ်ပိန်းအနောက်မှန်ပို့စ်မှာလဲကျွန်တော်တို့ဝင်ပြီးတော့ကြတော့ကြည့်လို့ရတယ်ပေါ့နော် စုလက်ဆောင်နေကန်ထူးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်စစ်တို့ကိုပို့စ်တင်တဲ့အခါမှာပေါ့နော် public နဲ့တင်ပြီးတော့ကြတော့ hashtag ကလေးထည့်ပေးရမယ်ခနောမြန်မာဒဇွန်းချဲလန့်ဆိုတာကိုမပါမဖြစ်ထည့်ပေးရမယ်ပေါ့နော်အရသာပုံဖော်ခနောဘတ်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်စွန်းဒဇွန်းမဲလိုရယ်နော်